မင်္ဂလာပါရှင်ရှာလင်သွားမယ်ငပီတောင်လေးထောင်ပြပါမယ်လုံလီလေးပြပါမယ်ရှင်ငပီတောင်ထောင်ရံအတွက်မြင်ငပီကတော့အတိတ်ကလိုအပ်တယ်ငပီကိုကျမကအလူမီနီယံဖိုင်းလေးနဲ့ထပ်နဲ့ကင်ထားပါတယ်ဒါကတော့ကျမရဲ့ပဇွန်ကြောင့်ဖြစ်ပါတယ်ပဇွန်ကြောင့်ကိုရင်းနှီးပပတ်စုလောင်းချပြီးရင်းနှီးထဲမှာစိမ့်ထားတော့ပဇွန်ကြောင့်ဖြစ်ပါတယ်ပဇွန်ကြောင့်ကိုကြည်ညက်တဲ့ထီးစားပြီးတော့ထောင်ပါတယ်ရှင်ပဇွန်ကြောင့်တင်ရမှာဒါအစကောင်းတာဖြစ်ပါတယ်ရှင် ထောင်းနေတဲ့ပဇွန်ကြောင့်ထဲကပဇွန်ကြောင့်အနှင်းငယ်ကိုဖယ်ပြီးတော့ဟင်းချိန်ရံအတွက်အသုံးပြုမှဖြစ်ပါတယ်။အဲဒါကြောင့်မို့အနှင်းငယ်လေးကျွန်မဒီမှာခတ်ထားလိုက်ပါတယ်နော်။ပြီးတော့ရင်တော့ဒီပဇွန်ကြောင့်ကိုထပ်ပြီးတော့ကျွန်မကသူတဲကိုစက်တုံမြူပါစက်တုံမြူကအစိမ့်ပါရှင်ဒါကိုထပ်ထည့်ပြီးတော့ထောင်းပါမယ်။တချို့ကစက်တုံမြူကိုသွားပြီးတော့လှော်တော့မဟုတ်กินပြီးမှသာထောင်းတတ်နေရှိတယ်။ င်ပြီးလို့ထောင်းလိုက်ဆိုရင်ကျွတ်တမျိုးကជីညက်တာလွှဲတာပေါ့နော်ထောင်းရတာလွှဲတာပေါ့ဒါမှမဟုတ်ပဲနဲ့အစိမ်းတိုင်းထောင်းလိုက်ဆိုရင်နည်းနည်းတော့လက်ဝင်တော့ပေါ့ကျွတ်တမျိုးလေးတွေជីညက်စပြူလာပြီဒီပဇွန်ညောင်လေးတွေကလည်းအခုလိုမျိုးလေးတွေជីညက်လာတဲ့အနေအထားဆိုရင်တော့ကျွန်မကကေနာတော့မြင်ငပ်ပြီးကိုသူတဲ့ကိုထည့်ပါမယ်ရှင် မြင်ငပ်ပြီးကလည်းกินတဲ့အခါမှာကျမမိကတော့စားလေးကပ်ပြီးกินတဲ့ကျမကတော့ဒီနေ့စားမထည့်ပဲနဲ့ဒီတိုင်းกินမယ်စားလေးပေါ့ခြင်းနဲ့ဒါကြောင့်မလို့စားမထည့်ပဲနဲ့ဒီတိုင်းกินလိုက်တယ်กินလိုက်တဲ့မြင်ငပ်ပြီးကောမှအခုဒီတဲ့ကိုထည့်ပြီးတော့ကျမထောက်ပါမယ်ရှင် မိတောင်းကတော့နေအမျိုးမျိုးထောင်းတတ်ကြတယ်တချို့ကလည်းပဇွန်နှင်းချင်းနဲ့ထောင်းတတ်တယ်တချို့ကလည်းပဇွန်မပါဘဲနဲ့ထောင်းတတ်တယ်မိမိကဘယ်နည်းနဲ့ထောင်းမလဲဆိုတော့ကိုယ်စိတ်ကြရွေးနိုင်ပါတယ်ကျမကတော့ဒီနေ့ကျမထောင်းနေကြနည်းလေးကိုကျမဒီမှာမျှတော့တာဖြစ်ပါတယ်လောကညက်လာပဲအခုလိုအနေထားအကုန်လုံးရောမွေပြီးညက်လာတဲ့အခါမှာအရသာမဟုတ်အနေငယ်ထဲပါတယ်ပြီးတော့ရင်တော့ကျမစာလီနည်းနည်းနည်းထဲစာမပါသေးတော့ပါလေပြီးတော့ရင်နောက်တစ်ခုကငြုတ်တီးမှုတ်ကျမထဲပါတယ်ငြုတ်တီးလောမှုတ် ကိုက၄ဆွန်းလောက်ကျရင်၄ဆွန်း၃ဆွန်းလောက်ကျရင်၃ဆွန်းကိုအဆက်စားနိုင်တယ်လို့ထင်ပါရှင်ဒါကကျွန်မသူ့ကိုထောင်းပြီးနှစ်ပတ်လောက်ထိထားလို့ရပါတယ်ဘာလို့လဲဆိုတော့နှစ်ပတ်ဆိုရင်ကျွန်မကုံသွားတော့ကလေနှစ်ပတ်လောက်ထိကျွန်မသူ့ထားလို့ရပါတယ်ရှင်အဆက်ကတော့စိတ်တိုက်ပါနော်ကျွန်မကအဆက်လိုတော့ထပ်ထည့်ပြီးတော့ထောင်းပါတယ်ရှင် ။ငပီနောင်းထောင်းတဲ့အခါမှာငူတိမှုနဲ့ထောင်းတာကပုံပြီးတော့ကြကြခံပါတယ်။တခါတလေကျရင်ကျွန်မအလူမီနီယံဖိုင်းနဲ့တိမ်းထားတယ်ဆိုရင်လေးလောက်လောက်ထိခံနေရှင်။အကယ်၍ကိုကအပြင်မှာပဲဘူးလေးနဲ့တိမ်းထားတယ်ဆိုရင်တော့တလတလကွဲပေါ့နော်အလောင်းဆိုရင်ရပါတယ်ကျမကတော့နှစ်ပတ်ဆိုရင်စားလိုက်ကုန်သွားပြီရှင်အလုံးသမရံအတွက်တိတိချာချာညံ့အောင်ထောက်ပါတယ်အရတာကလည်းစုံနေပြီမို့လို့ကျမရဲ့ငပီတော်လေးကအစင်းနစ်ဖြစ်ပြီလို့ယူဆပါတယ်ရှင် ကပီနောင်းနေကိုကိုကစားခံနေကြရင်တော့ကြိုက်နှစ်သက်တယ်ဆိုရင်တော့တမန်သီးလေးညှစ်ပြီးတော့စားနိုင်ပါရှင်။ဒါမှမဟုတ်ဖွယ်နဲ့မိမိကအာတမန်သီးနဲ့မကြိုက်ဘူး။စီနဲ့မှဆိုရင်လည်းပန်းစီကိုဘွားကနေအုပ်ပြီးတော့တုံးဆောင်နိုင်နေတုံးမအောင်ကျမလိုပဲနှမ်းစီကိုအုပ်ပြီးတော့တုံးဆောင်နိုင်ပါရဲ့ကျမကကြကြထားမှဖြစ်တဲ့အတွက်သူ့ကိုခွက်ကလေးတဲ့ကို ထည့်လိုက်တယ်ထည့်ပြီးတော့တိတ်အောင်ကျမဇွန်းနဲ့ဖိလိုက်တယ်ဖိလိုက်ပြီးတော့မှသူ့အပေါ်ကနေပြီးကျမနှမ်းစီလုံးဝအမြုပ်ပေါ့နော်နှမ်းစီထည့်လိုက်တယ်ပြီးရင်တော့ကျမဒီတိုင်းသုံးဆောင်သွားမှာဖြစ်ပါတယ် thank you ပါ